ဟယ်လိုမင်္ဂလာပါတို့တမျိုးကြီးဒီချေ great for သင်ချတဲ့နေရာနေတဲ့ကျေကျေလိုက်ပါတယ်ဒီချေတို့ဒီနေ့တော့ video number 2ဖြစ်ပါတယ်เนาะ okay အဲ့တော့ video number 2ကိုဒီချေတို့ဆက်မသင်ခင်မှာအနည်းကအာရှေ့က video number 1ပေါ့เนาะ video number 1မှာဘာအကြောင်းနေသင်ခဲ့လဲဆိုတော့ပြပြကြပါမယ်အဲ့တော့ဒီချေတို့ video number 1မှာဆိုလို့ရှိရင်သင်ချရဲ့အခန်း1ဂိညာအကြောင်းကိုသင်ခဲ့ပါတယ်เนาะဟုတ်ပြီเนาะအဲ့တော့ဂိညာအကြောင်းကိုဒီချေတို့က grade 3မှာ တိတ်ဟတ်ဒီဂိမ်းလေးတွေကိုတင်ခင်ကြတယ်အဲ့ဒီဂိမ်းလေးတွေကိုတကယ်လို့ကပြန်ပြီးတော့မှအာစာသားနဲ့ရေးတယ်နော်ပြီးလဲပြီးသွားရောတသိန်းရဲ့ဆေးစာကိုတသန်းလို့ခေါ်ရဲဆိုတာကိုပြောတယ်ပြီးသွားတော့တသန်းအထိဂိမ်းလေးတွေကိုအာတသန်းအတွက်မှရှိတဲ့ဂိမ်းလေးတွေကိုတကယ်လို့မလုပ်ခဲ့လဲဆိုရင်အာဂိမ်းလေးရေးတယ်စာရီဖတ်တယ်နော်ဟုတ်ပြီအဲ့တော့ဂိမ်းကြီးရေးတဲ့စာတွေဖတ်တဲ့အခုဒီနေ့နောက်ထပ်သင်ခန်းစာလေးကိုတွားကြမယ်ဒီနေ့ကနံပါတ်1ကိုတွားကြရအောင်ဟိတ် ခေတ္တတို့တမျိုးရေနံပါတ်1ပုံစံလေးကိုဒီချေတို့ဖတ်ကြည့်ကြရအောင်မြန်မာနိုင်ငံဤလူဦးရေသည်2014ခုနှစ်တွင်9147642ညာရှိသည်ဟုတွေ့ရသည် ကိန်းကိုမြည်တို့ဖတ်ပြီးရေးရမည်ကိုလေလာမည်အဲ့တော့ဒီချေရွေးဒီကိန်း5 1 4 1 6 4 2 3အဲ့ဒီကိန်းကိုဒီချေရွေးဘယ်လိုဖတ်ရမလဲဆိုတာကိုလေလာကြရအောင်နော်โอเคတာရုသမို့ရေနမကကြည်ဇရာကိုကြည်ပြီးခူးဆေရာထောင်းတောင်းတိမ်တန့်တတန်းဤဆယ်စားဖြစ်တဲ့ကိန်းကိုရှာပါဟုတ်ပြီအဲ့တော့မနေ့ကတော့ဒီချေရွေးကတတန်းအကြောင်းထိတင်ခဲ့ပြီးသွားပြီတတန်းအထိတင်ခဲ့ပြီးသွားပြီအခုဒီနေ့အဲ့ဒီတတန်းရဲ့ဆယ်စားကိုရှာကြည့်ကြရအောင်ခေတ္တရု မျိုးရေးတီချေတို့နေရာပြနေရာလိုက်တံမိုးပြဇရာကွက်လေးပေါ့နော်ခု10ရာထောင်တောင်းတိမ်တန်ဒါလေးကတတတတန်းရဲ့စက်စားဆိုတော့ဒီကျေတို့ကအနောက်ကနေ၃ညတလုံးတိုးလိုက်မယ်၃ညတလုံးတိုးလိုက်တော့ဒါလေးတွေကအရှိတေကိုတိုးတူးသွားပါတယ်နော် ဟုတ်ပြီเนาะနေရာလိုက်တံမိုးတွေအရှိကိုတိုးတိုးသွားပါတယ်အဲ့တော့တသန်တသန်ရဲ့ဆယ်စားကတုံညာတလုံးတိုးလိုက်တော့ဘာဖြစ်သွားပြီလဲတတို့တမျိုးကြီးဂရေဖြစ်သွားပါပြီတစ်ဂရေပါရှင်ဗာလေးလင်းတစ်ဂရေဟုတ်ပြီเนาะအဲ့တော့တသန်ရဲ့ဆယ်စားဖြစ်တဲ့ဂိမ်ကိုတီချယ်တို့ကတဂရေလို့ခေါ်ပြီးတော့တစ်တုံညာဘယ်နှလုံးလဲ1 2 3 4 5 6 9ခွနှလုံးလို့ရေးရပါတယ်ရှင်တစ်တုံညာခွနှလုံး ဟုတ်ပြီเนาะအဲ့တော့ပြန်ပြောပါမယ်အာတန်းရဲ့စေစာကိုဘာလို့ခေါ်တယ်လဲတကတိအဲ့ဒီတကတိကိုရေးချင်ရင်1 3.9လုံးဖြစ်ပါတယ်ရှင့်ရမယ်နော်ကဲအားဆိုလို့ရှိရင်တရုတ်တမလို့ကမင်းတို့ရဲ့စာအုပ်ထဲမှာဒီချက်ကိုဒီ box လေးကိုကူးရေးပေးပါနော်ဒီ box လေးကိုကူးရေးပေးပါတတန်းဤစေစားဖြစ်သောဂိမ်းကိုတကယ်ရီဟုခေါ်ပြီး1 3 9လုံးဟုရေးရပါသည် အဲဆိုရင်တသန်းရင်ဆယ်စားဖြစ်တာကတကယ်ဒီဆိုတာတည်သွားပြီเนาะအဲ့တော့ဒီနေရာလိုက်တံမှုစရာမှာဒီချေတို့အပေါ်မှာပေးထားတဲ့ဂိတ်၄၁၄၁၉၄၂၃၅အဲ့ဒါကိုအစားသွင်းကြည့်ကြရအောင်ဒီမှာဒီချေအမဲ့မဲ့လေးနဲ့လုပ်ပေးထားတယ်เนาะအဲ့တော့အရှိကနေစာရေးမယ်၅၁၄၁၉၄၂၃ Okay အဲ့ဒီဂိတ်ကိုအစားသွင်းပြီးသွားပြီဆိုရင်ဒီဂိတ်ကိုဖတ်ကြည့်ကြရအောင်အဲ့တော့ဒီချေတို့ကအစောကြီးတွေက grade 3မှာတွေကဂိတ်ညီဖတ်တဲ့နေကိုသင်ခဲ့ပြီးသွားပြီเนาะအဲ့တော့၅ grade 这里得,得得到高潮，里呀。 20ဟုတ်ပြီเนาะ20ခုကမပါဘူးလေเนาะဟုတ်ပါပြီအဲ့တော့ပြီးတော့မှယာနေရမှာတို့တွေအောက်ကမြေအတန်လေးထည့်ပြီးတော့ဖတ်ပါမယ်เนาะဟုတ်ပါပြီအဲ့တော့ဒီချေတို့ကဇရားကိုကြည့်ပြီးတော့တတန်းရဲ့ဆဲကဖြစ်တဲ့ဂိမ်းကိုဒီချေတို့ဖတ်ခဲ့ပြီးသွားပြီဗာလေးလဲတကတိတကတိက1 3 9နှလုံးဖြစ်ပါတယ်เนาะ1 2 3 4 5 6 9โอเคနမခောက်ဝေဟိအထက်ပါဇရားကိုကြည့်ပြီးတော့မြန်မာနိုင်ငံရဲ့လူဦးရေကိုဖတ်ပါစာဖြစ်ရေးပါကပြန်ဖတ်ကြည့်အောင်ခုနကတော့ဖတ်ခဲ့ပြီးသားပါပြီ ကက်ဖတ်မယ်မြန်မာနိုင်ငံရဲ့လူဦးရေကို9ကတိတသန်း၄သိန်းတတောင်း9420ဟုတ်ပါပြီအဲ့တော့ဖတ်လို့ပြီးသားပြီစာနဲ့ရေးကြရအောင်ဟိဒီကျတို့ဖတ်စာကိုထင်ပါပဲရေးပါမယ်9ကတိဆိုတော့ငါရေးချဝေစာနှလုံးပေါင်းငါကာကြီးရေကိုတဝေထိုးဒါလေးရပါလိမ့်လေတိုင်းပါလို့ပါနော် Linh ta lên dị thao quân bề đá yên gạo à nó ở vì ở vì ngã cả đi chật ta chế ta bị ta rồi lì tê tôi vi ru lại lì với sanh nà long bao lì ta long trên nà tê tê với sanh nà long bao tê lì tê ta tăng chế tăng chế tăng bị ta rồi cố thao ကိုထောင်ကာကြီးလုံးနေချောင်းကိုဝေဇန်နှလုံးပေါက်ကိုတဝေတို့ဒါစင်နူရဲ့ချောင်းကတားထောင်းကိုထောင်လေးရာတဝေတို့လာရီလေးဝေဇန်နှလုံးပေါက်လေးရောက်ောက်ရီချာရာလေးရာနန်စဲနာငယ်ဟတ်တို့ဇာတနှစ်စာလေးရပလက်တဲ့စဲနန်စဲဟုတ်ပြီတုံညာခုကရေးကြမလို့เนาะအဲ့တော့နောက်ဆုံးရဲ့အရှိမအောက်ကမြင်လေးထည့်လိုက်ပါပြီရှင်ပြန်ဖတ်ကြရအောင်ငါကလေးတက်တန်း၄သိန်းတက်တောင်း၉ထောင်၄၂၀ပါ ရပါပြီနော်ဟုတ်ကဲ့အဲ့ဒါဆိုရင်ဒီကျဲတို့ကဂရိယတိဂိမ်းလေးတွေကိုဖတ်ကြမယ်ရေးကြမယ်ကိန်းနေရည်မယ်စားနေရည်မယ်နော်ဟုတ်ပြီအဲ့တော့ဒီကျဲတို့နံပါတ်1ကိုသွားလိုက်ကြရအောင်တအားတို့တမလို့ရည်နံပါတ်1ကိုသွားဖို့အတွက်မင်းတို့ရဲ့သင်ချာတွေ့တဲ့စာအုပ်ထဲမှာဒီကျဲကိုနှစ်ပုံမှလို့တက်ပေးပါဟုတ်ပါပြီရှင်အဲ့တော့ဒီကျဲကိုနှစ်ပုံမှလို့တက်ပေးပါဒီကျဲကဒါလေးကို အရင်ယူမယ် โอเคအဲ့တော့နှစ်ပုံမှာမင်းတို့နဲ့အတူတူတက်မယ်เนาะနှစ်ပုံမှာကဲ instruction လေးဖတ်ရအောင်အောက်ပါတို့ကိုဖတ်ပါဂိမ်းဖြင့်ရေးပါ teacher တို့လိုအောင်ပါနှစ်ခုရှိတယ်အရင်ဆုံးဖတ်မယ်ပြီးသွားရင်ဂိမ်းနဲ့ရေးမယ်เนาะအဲ့တော့မင်းတို့ကကာကြီးလေးကိုတွတ်မှာလုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကာကြီးကာကြီးပုတ်စာလေး teacher ကိုကူးပေးပါရှင် teacher ကတော့ဟဲ teacher လူလဲကြလိုက်တယ်เนาะ ီချက်ကကူပြီးတာပါပြီအဲ့တော့မင်းတို့ကမမိသေးဘူးဆိုရင်ဒီချက်ဗီဒီယိုလေးကိုခဏလေးရပ်ပြီးတော့ကူပြီးရပါမယ်ကဲကူပြီးသွားပြီဆိုရင်တော့ဒီချေတို့ကအဲဒါလေးကိုဘာလုပ်မလဲဆိုရင်ဖတ်ကြမယ်ဟိဖတ်ကြပါမယ်။ Okay ကဲတအားတို့တမလို့ရေးဒီချေကိုဖတ်ပြပေးပါအောင်။ဟုတ်ပြီဒီချေနဲ့တူတူဖတ်မယ်နော်။6ကြေ5တန်း8တန်း3000 4000 8200 ဟုတ်ပြီနော်အဲ့ဒါလေးကိုဒီချေတို့ကကိတ်နေရီဖို့အတွက်ဒီချေကအမြဲတမ်းနေရာလိုက်တံမှုဇရားနဲ့ဆွဲပါတယ်နော်ဟုတ်ပြီနော်အဲ့တော့နေရာလိုက်တံမှုဇရားလေးတို့တွေဆွဲကြည့်ကြရအောင်ရမလားအဲ့တော့ဆွဲပါမယ်သူကဂတိက1 3ခွနှလုံးဖြစ်တဲ့အတွက်ကြောင့်မို့8ကွက်ဆွဲရပါမယ်ရှင်8ကွက်ပါ9 10 11 12 13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  ောပြီရှင်းနေလို့ဒီချက်ဖြတ်လိုက်မယ်နော်။ကဲအဲ့ဒါဆိုရင်နေနေရာလိုက်တမိုးလေးတွေရေးမယ်။ခုစေရာထောင်းတောင်းတေတန်ကြေ ောပြီနေရာလိုက်တမှုလေးတွေရေးပြီးသားပြီဆိုရင်ဂိတ်နေကိုထည့်ရအောင်6ဂရေဆိုတော့ဂရေအောက်မှာ6ငါးတန်းဆိုတော့တန်းအောင်မှာငါခွနှစ်သိန်းဆိုတော့သိန်းအောင်မှာခွနှစ်သုံးတောင်းဆိုတော့တောင်းအောင်မှာသုံးလေးထောင်ဆိုတော့ထောင်အောင်မှာလေးရှစ်ရာဆိုတော့ရာအောင်မှာရှစ်နှစ်ဆယ်ဆိုတော့ဆယ်အောင်မှာနှစ်ဒီကတစ်ကခိုးအောင်မှာတစ်အဲ့ဒီဂိမ်းကိုရေးကြရအောင်အောက်ကပြန်ရေးမယ်ဘင်းင်းလေးနဲ့ကပ်ပြီး6ကရေ9တန်း ခွနသိန်း3000 4000 8000 21ရပါပြီလား Okay ရပါပြီရှင်အဲ့ဒါဆိုရင်ဒီချက်ကိုခြေရုပ်နမခောက်ကလေးကိုတွက်ကြရအောင်မင်းတို့ကတချောင်းကြော်ပြပါရှင်ဒါမှမဟုတ်လို့ရှင်လည်းညင်းပိတ်လိုက်ပါနော်ညင်းလေးပိတ်လိုက်တော့တက်တက်ရရလေးဖြစ်သွားတာပေါ့ဟုတ်ပါပြီအဲ့ဆိုဒီချက်ရုပ်နမခောက်ကလေးတွက်ကြမယ်ဟိနမခောက်ကလေးတွက်ဖို့အတွက်ဆိုရင်မင်းတို့ရဲ့ဘေးမြင့်နဲ့မှဒီချက်ကိုခောက်ကလေးလို့ရေးပြပါရှင် ခါခွေးလို့ရေးပြီးတော့ပုံစံလေးကိုမေးမေးခွန်းလေးကိုကူပါမယ် ဟုတ်ကဲ့မိကုံကူပြီးပါပြီဆိုရင်တီချာတို့လောက်အောင်မှာအလုပ်အားနှစ်ခုရှိပါတယ်အရင်ဖတ်ရမယ်ပြီးသားရင်ဂိတ်နဲ့ရေးရမယ်ကစ်သားတို့တမျိုးရေးတီချာနဲ့အတူတူဖတ်ကြည့်ကြရအောင်ရှစ်ဂရေ9တန်း9သိန်း4800နောက်တစ်ခေါက်ပြန်ဖတ်မယ်ရှစ်ဂရေ9တန်း9သိန်း4800 300အဲ့ဒီဂိတ်လေးကိုဖတ်ပြီးသားပြီဆိုတော့ဂိတ်နဲ့ရေးပါမယ်ဂိတ်နဲ့ရေးဖို့အတွက်တီချာတို့ကဇာယွက်လေးစောက်ပါမယ်အကွက်ရှစ်ွက်ပါရှစ်နေ 3 4 5 6ဟုတ်ပြီเนาะရပြီเนาะအဲ့ဒါဆိုရင်လာနေရာလိုက်တမိုးတွေထဲမဲ့ဟိခိုးမင်းတို့ကလှလှလေးရေးပြီเนาะလှလှလေးအုပ်ွက်လေးတွေချရာထောင်းတောင်းတိတ် တတတိဟုတ်ပါပြီရှင်အဲဆိုရင်ဒီချေတို့ကိန်းလေးတွေကိုထည့်ကြရအောင်ရှစ်ဂရေဆိုတော့ဂရေအောက်မှာရှစ်ကိုးတန်းဆိုတော့တန်းအောက်မှာကိုးငါးသိန်းဆိုတော့သိန်းအောက်မှာငါလေးတောင်းဆိုတော့တောင်းအောက်မှာလေးခွနှစ်ထောင်ဆိုတော့ထောင်အောက်မှာခွနှစ်သုံးရာဆိုတော့ရာအောက်မှာတုံးမပါတာတွေမှာတုံညာတွေထည့်ပါမယ်ရှင်ရပြီနော်ကဲအဲ့ဒီကိန်းကိုဒီချေတို့အောက်မှာရေးပါမယ်ရှစ် ကိုငါရှစ်ကလေးကိုတန်းငါသိန်း၄တောင်း800 800ပေါ့နော်၄တောင်း800အဲ့တော့ဖတ်လိုက်လို့ရှင်ထောင်နောက်ဆုံးရရှိမှာအောက်ကမြေအတန်လေးထည့်ရမယ်နော်ဟုတ်ပြီနော်အဲ့တော့ပြီးတော့ပါပြီရှစ်နံပါတ်ခါခွေပြီးရင်မြင်းပိတ်မယ်ခါခွေပြီးတော့ပြီဆိုရင်တအားတို့တမလို့ရေနံပါတ်ကငယ်ပေါ့ကငယ်ပေါ့โอเคကငယ်လေးကိုလေမင်းတို့တွေကဒီချက်ကိုဘာလို့ပြရမလဲဆိုရင်မေကွန်ကူပေးပါ မေကွန်ကူဘီဝိုင်ကိုဘတာကိုတစ်ချက်လောက် try ကြည့်ပါနော်အဲ့တော့မေကွန်ကူဘီကိုဘတာကိုတစ်ချက်လောက်လုပ်ကြည့်မယ်လုပ်ကြည့်ပြီးတော့မှတစ်ချက်ဗီဒီယိုလေးကိုပြန်ဖွင့်ပြီးတော့အဖြေတိုက်ကြမယ်နော်ကဲအခုအရင်ဆုံးတီချဲတို့ဖတ်ကြည့်ကြမယ်အတူတူဖတ်မယ်ဟဲ့3ဂရေ6တောင်ဖတ်ကြည့်ပါအောင်3ဂရေ6တောင်ဟုတ်ကဲ့ဖတ်ပြီးသားပြီဆိုရင်မင်းတို့ကကိန်းရေးဖို့အတွက်လိုအပ်မဲ့အဆင့်လေးတွေအတိုင်းတီချဲဗီဒီယိုလေးကိုရက်ပြီးတော့လုပ်ပြီးပါနော် ကဲလောက်လို့ပြီးသားကြီးလို့ထင်ပါတယ်ဟုတ်ပါပြီအဲဆိုရင်ဒီချေတို့တွေကအခုဘာလို့မလဲဆိုရင်ဒီချေနဲ့တူတူဖြစ်တိုင်းမယ်ဇေယောက်ွဲဆောက်အောင်၈ကွက်ခု၁၂၃၄၅၆ခန်း၈ဟုတ်ပြီနော်ကဲပြီးသားပြီဆိုစာရေးမယ်ဟိခု oh sorry ခု၁၀ကြာထောင် 到得得可以。ဟုတ်ပြီအဲ့တော့ရေးပါမယ်3ကလေး9တောင်းအဲ့တော့တောင်းအောင်ပါ9ကျန်တဲ့နေရာတွေမှာဗားရီထဲမလဲ3ညတွေလိုက်ထဲမှာပေါ့3ညတွေလိုက်ထဲလိုက်မှာပေါ့ဟုတ်ပြီနော်ကလေးအောက်မှာ3တောင်းအောင်ပါ9ဒါပါပဲရှင်အဲ့ဒါဆိုရင်အဲ့ဒီ game ကိုတို့တွေရေးကြမယ် သုံးတုံညာတုံညာကိုတုံညာ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 ဟုတ်ပြီမင်းတို့ရေးထားတဲ့အပြင်နဲ့ရောတူရဲ့လားစစ်ကြည့်ပြီနော် okay အဲဆိုရင်ဒီကျဲတို့နောက်ထပ်တစ်ခုသွားရအောင် number 3တရုတ်သမီးတို့ရေ number 3 number 3ရဲ့ပုံစံလေးကိုဒီကျဲကယူပေးပါမယ်တရန်အဲ့တော့မင်းတို့တွေကဖက်စာအုပ်ထဲရေးတဲ့စာအုပ်ထဲမှာ၃ပုံမှလို့တက်ပေးပါဟိ၃ပုံမှ ကဲ instruction နေဖက်ဂိမ်းဖြင့်ရေးပါဟာသူကစာသားနဲ့ပေးထားတယ်အဲ့ဒါကိုတကယ်တော့ကဂိမ်းနဲ့ရေးရပါမယ်အဲ့တော့ number ကကြီးကို လုံးမဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချက်ကိုကာကြီးကာကြီးလေးကိုကူးပေးပါရှင့်ဟဲ့စာသားလေးကနည်းနည်းရှိတယ်နော်ကာကြီးကိုကူးပေးပါဒီချက်ကကူးပြီးတော့ပါပြီမမီလို့ရှိရင်အာဒီချက်ဗီဒီယိုလေးကိုရက်ပြီးတော့ရေးပေးနော် အဲ့တော့ကိတ်နဲ့ရင်မယ်ဆိုတော့ထုံးစံအတိုင်းဇရာွက်ဆောက်ပါမယ်နေရာလိုက်တန်ဖိုးပြရဲဇရာ၈ွက်ပါရှင့်၁၂3 4 5 6 8 9 10ဟုတ်ပြီဟေ့ကဲရေးကြရအောင်အဲ့တော့ခုအိုးဒီချက်မြင်တဲ့ဓမ္မခုစေရာထောင်းတောင် thing than getting okay ကဲအဲ့တော့ဂိမ်းလေးတွေဖြည့်ရအောင်ဖတ်ကြည့်မယ်နော်3ဂရေဆိုတော့ဂရေအောက်မှာ3 6တန်းဆိုတော့တန်းအောက်မှာ6 8တိန်ဆိုတော့တိန်အောက်မှာ8 9တောင်းဆိုတော့တောင်းအောက်မှာ9 5000ဆိုတော့ထောင်အောက်မှာ9 400ဆိုတော့ရအောက်မှာ4 61 61ဆိုတော့10အောက်မှာ9အဝါ1 ဟုတ်ပြီအဲ့ဒီကိန်းကိုရေးရအောင်ဖတ်ပြီးတော့ရေးမယ်နော်3ကလေး6တန်း8တန်း9000 5000 4 90 okay ရသွားပြီဟိပြီးသွားပြီဆိုမြင့်ပိတ်မယ်နမခါခွေတွေ့ရအောင်နမခါခွေလုပ်ရအောင်အဲ့တော့သားတို့တမျိုးရေးဒီချက်ကိုခါခွေပုတ်စာလေးကူပေးပါရှင့်ဒီချက်ကကူပြီးပါပြီး ။မင်းတို့ကမပြီးသေးဘူးဆိုရင်ဒီချိန်ကိုအဲချက်ဗီဒီယိုလေးကိုရက်ပြီးတော့ရေးပေးလို့ရတယ်နော်။ကူးပေးလို့ရပါတယ်။ဘာလို့ဆိုတော့မင်းတို့ကကြာမှာပဲလीစာသားနဲ့ရေးတာ။ဒီချိန်က copy paste လုပ်လိုက်တာဟလား။ဒီချိန် cut လုပ်လိုက်ရုံပဲနော်။ဟုတ်ပါပြီရှင်။အဲ့တော့အဲ့ဒီ game လေးပေးထားတဲ့စာသားလေးကိုဒီချိန်တို့က game နဲ့ပေါ်ပြပါမယ်။အဲ့ဒါကြောင့်နေရာလိုက်ဇာတ်ကွက်ဆောက်၈ွက်ပါရှစ်၃၄၅၆၇ခဏရှိဟုတ်ပြီဟဲ့အဲ့တော့လာရေးပါပြီ คู่เสียถต่างเต้แต่กดี ချက်တန်ရနော်ဟုတ်ပြီဟဲ့အဲဆိုရင်ငားကလေးဆိုတော့တအားတို့တမလို့ရင်ဂလေးအောင်မှာငါခွနှစ်တန်ဆိုတော့တန်အောင်မှာခွနှစ်6တန်ဆိုတော့တန်အောင်မှာ6 3000ဆိုတော့တောင်းအောင်မှာ3 4000ဆိုတော့ထောင်းအောင်မှာ4 200ဆိုတော့ရာအောင်မှာ2 19ဆိုတော့10အောင်မှာ1ခုအောင်မှာ9ဂိမ်းလေးရသွားပါပြီရေးကြရအောင်ဆိုပြီးရေးမယ်နော်ငားကလေးခွနှစ်တန်6တန်3000 4000 219ဖြစ်ပါ ါတယ်။ပြီးတော့ပြီဆိုရင်မြေပိတ်ကြရအောင်။ပြီးရင်တော့ဒီချေတို့နံပါတ်ကငယ်လို့ကြရအောင်ဟိ။နံပါတ်ကငယ်မိကုံးလေးကူပါပြီ။အဲ့တော့မင်းတို့ကဒီချေကိုမိကုံးလေးကူပေးပါမမိရင်တက်ဖို့မမိရင်ဗီဒီယိုလေးခဏရက်ပြီးတော့ကူပေးပါနော်။ โอเคခုလိုပြီးသွားပြီဆိုရင်တော့ဒီတစ်ခါသားတို့သမီးတို့ကတိချဲ့ကိုဒီဟာလေးကိုကိုယ့်ဘာသာကိုလေ့ကျင့်ပေးရမှာဖြစ်ပါတယ်။ကိုယ့်ဘာသာကိုလုတ်ပေးပါပြီးတော့တော့မှလုတ်လို့ပြီးတော့တော့မှတိချဲ့ဗီဒီယိုလေးကိုပြန်ဖွင့်ပြီးတော့အဖြေတိုက်ကြမယ်နော်။โอเคဗီဒီယိုလေးရပ်ပြီးတော့ကိုယ့်ဘာသာကိုစူးစမ်းကြည့်ပေးပါရှင့်။ကဲပြီးသွားပြီလို့ထင်ပါတယ်အဲ့တော့လာတီချဲနဲ့တစ်ချက်လောက်ဖြည်လေးတက်ကြည့်ရအောင်ခုအဲ့1 3 4 5 6 8 9 10 โอเคအဲ့တော့လာနေရာလေးတွေတတ်မယ်ခူစေရာထောင်သိမ့်တန်တတိဟာဒီချက်ဘလို့ဖြစ်သွားခုစေရာထောင်တောင်းကြံငယ်တွေ့လားဝါမာပါပြီဟေ့ဟုတ်ပြီနော်အဲ့တော့တောင်းကြံငယ်ပါတယ်ခုစေရာထောင် down they there kadi okay အဲ့တော့လာကိန်းကြီးရေးကြအမယ်ကဒီအောက်မှာတော့တောင်းအောင်မှာကိုကျန်တဲ့နေရာတွေမှာဗားရီထဲမှာလဲသုံးညတွေထဲပါမယ်သုံးည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 ဟုတ်ပါပြီအဲ့ဒီကိန်းကြီးကိုဒီချေတို့ဖတ်ပြီးတော့ရေးလိုက်ကြရအောင် သုံးကလေးပို့တောင်းဖြစ်ပါတယ်ရှင်။ဟုတ်ပြီเนาะရပါပြီเนาะကဲမင်းတို့ရဲ့အတွက်မင်းတို့ရေးထားတဲ့ဂိမ်းလေးနဲ့ဒီချေရေးလိုက်တဲ့ဂိမ်းလေးနဲ့ရောတူရဲ့လား။ဟုတ်ပါပြီရှင်။အားဆိုလို့ရှင်ဒီချေတို့နောက်ထပ်နံပါတ်၄ကိုတောင်းလိုက်ကြရအောင်။ဒါတို့သမလို့ရေးနံပါတ်၄နံပါတ်၄ ဟုတ်ပါပြီအဲ့တော့ instruction လေးဖတ်ကြည့်မဟိနံပါတ်၄ကက်ဖတ်ပါအောင်အောက်ပါကိညာကိုဖတ်ပါစာဖြင့်ရေးပါဒီခါလေးလိုရမှာနှစ်ခုရှိပါတယ်အရင်ဆုံးဖတ်မယ်ပြီးတော့ရင်စာနဲ့ကြည့်ရပါမယ်ရှင့်ဟုတ်ပြီနော်โอเคအဲ့တော့၄ပုံမှာကာကြည့်မိကုံလေးကိုပါပြီ3ခုနှစ်6ချာ2 9 3 1 1ကဲအဲ့ဒီဂိမ်းလေးကိုဖတ်ကြည့်ကြရအောင်ကျူစာပြဖတ်ကြည့်ပါဟိဖတ်ကြည့်နော် ခုစေရထောင်တောင်းသိမ့်တန်းဂရီအဲ့တော့၃ဂရီခွန်နဲ့တဲ့၈တိ၆တောင်း2937ကြပြန်ဖတ်ပြပါအောင်၃ဂရီခွန်နဲ့တဲ့၈တိ၆တောင်း2937ဟုတ်ပြီအဲ့တော့ဖတ်လို့အဆင်ပြေရလားမပြေဘူးဆိုလို့ရှိရင်ဇယားွက်လေးနဲ့မှဒူတွေဖတ်လဲရပါတယ်ရှင့်ဇယားွက်လေးချပါ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 168 169 170 171 172 173 174 175 176 177 我瞧，肯定是奥巴马先挨拢，奥巴马苦涩、牙长、倒、跌、打、咖喱。 ဟုတ်ပါပြီမမီလို့ရှင်ဗီဒီယိုလေးကိုရက်ပြီးတော့ like လုပ်လို့ရပါတယ်เนาะအဲ့တော့ကိန်းတွေကိုနေရာချပါမယ်3 5 6 6 2 5 3 ဟုတ်ပါပြီရှင်အဲ့ဒါဆိုရင်ဒီ game လေးကို DJ တို့ကဖတ်လို့လဲပြီးသားအဲဖတ်ကြည့်မယ်ပေါ့နော်ဇာကွက်လောက်ပြီးသွားပြီဆိုတော့ဖြည့်ပြပြန်ပြီးတော့ဖတ်ကြည့်မယ်3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40အဲ့ဒါကိုစာသားလေးနဲ့ရေးကြရအောင်ဟိစာသားလေးနဲ့ရေးပါမယ်အဲ့တော့ဒီချက်ဒီလိုလေးရေးပေးကြည့်မယ်ဒီပဲကြည့်မယ်เนาะအဲ့တော့3ကလေးဆိုတော့ဒါအသေးတင် တာတဲ့တဲ့ချောင်းငယ်တော့ဝေစံနှလုံးပေါင်းတော့ကာဒီတချောင်းငယ်ကိုတဝေထိုးအဲ့ဒါလေးကဘာလေးလဲတဝေထိုးဘာလေးတော့တဝေထိုးဒရင်ကောက်လေးပါရှင် အာဒီချက်ဒရင်ကောက်ရေးလို့မရပါလားခဏလေးနော် အာတဝေထို့တရင်ကောက်ရည်တီတုံးကဒီစပိချမဲခွနတခါကွေတချောင်းငင်ခုနာငေးစတဲ့နဲ့ခွနတိုင်းနတတဝေစနလုံးပေါတခွနတ 困难胆底下地方的大门咯，困难胆比大罗斯比差没十定，小狗还住在的是大龙的那个堆，为啥那龙包十定敲咚的围住，靠我爷爷一家给的敲的围住，大姨家给他当，为啥那龙包当敲咚呢？敲咚爷爷还住在那的围住。 ထာစနုရေးချငက်တာထောင်းနဲ့ထောင်းကိုရာကကြည်လုံးနေချောင်းကိုဝေစနှလုံးပေါက်ကိုရောက်ကောက်ရေးချာရကိုရာ30တာတည်နေချောင်းကိုဝေစနှလုံးပေါက်30စာလင်းရပလက်သက်30တစ်တာဝန်မှုရေးဆက်တတဲ့ဟုတ်ပါပြီပြီးတော့မှဒီကျဲတို့ကနောက်ဆုံးရဲ့အရှိမဘာလေးထင်ပါလဲအောက်ကမြင်လေးခြေလိုက်ပေါ်ရပါပြီရှင့်အော်ဘီအဲ့တော့ပြီးတော့ရင်ဒီကျဲတို့မြင်းကလေးပြေးကြရအောင်ဟိ ညင်ပိတ်မယ်နံပါတ်ခောက်ကိုမိကုန်းကူကြရအောင်နံပါတ်အာကိုကဲနံပါတ်ခောက်ကိုလေးကိုတအားတို့သမီးတို့ကတချဲ့ကိုဖတ်ကြည့်ပေးပါအောင်ရှင်ခု10ရာထောင်းတောင်းသိန်းတန်ဂရီခွနဂရီဘယ်လောက်ဖြစ်မလဲ8495ဟုတ်ပြီမဖတ်နိုင်ဘူးဆိုတော့ဘာမှမဖြစ်ပါဘူးတို့တွေကဇာကွက်နဲ့ဖတ်မှာပေါ့အဲ့တော့1 2 3 4 5 6 肯定是，好比喏，好，是这样熬不是香、长、淡、甜、淡、淡的。 ကဲဟုတ်ပါပြီအဲ့ဒီနေရာမှာဂိမ်းလေးတွေကိုအစားသွင်းမဲ့ရှေ့ကစာရေးမယ်ခွနစ်3ည3ည3ညခွနစ်4 5ဟုတ်ပါပြီတမီးတို့ရေတအားတို့တမီးတို့ရေဖတ်ကြည့်ရအောင်ခွနစ်ကတိ 9495အဲ့ဒါကိုစာသားလေးနဲ့ရေးပါမယ်ဟိခါကွေရတချောင်းငင်ခုနာငေးစက်တနစ်ခွန်နစ်ကာကြီးရတချောင်းငင်ခုတဝေတို့တိုင်ကောင်ရေးတိခွန်နစ်ဂတိပြီးတော့9500 ခွန်နဲ့ထောင်စပေးချမယ်နော်ခွန်နဲ့ထောင်ခါခွေတချောင်းငေးခုနောင်ငေးစတဲ့နှစ်ခွန်နဲ့တဝေတို့ထသနုရေးချောင်းကတာထောင်ခွန်နဲ့ထောင်ပြီးတော့လေရတဝေတို့လာရီလေဝေစံနှလုံးပေါက်လေရောက်ကရေးချာရာလေရ60တကာကြည့်လို့နေချင်ကိုဝေစံနှလုံးပေါက်ကိုစာလင်းရပလက်တ30 95ရေးချဝေစံနှလုံးပေါက်95ပြီးတော့အဲ့ဒီမှာမှနောက်ဆုံးရဲ့အရှိမအောက်ကမြင်လေးထည့်လိုက်ပါရှင်ရပါပြီနော် ီတာပြီဆိုရင်တော့ညင်ပိတ်ပါမယ်။ပြီးသားရင်ဒီချက်ကိုနမကငယ်ပါရှင့်။ကဲထုံးတဲ့အတိုင်းနမကငယ်ကိုကိုဘတာကိုစူးစမ်းကြည့်ပေးပါဦးနော်။ကိုဘတာကိုစူးစမ်းပြီးဖတ်ကြည့်မယ်။ပြီးသားရင်ဇေယျကွက်ဆွဲပြီးတော့စာသားလေးနဲ့ရေးပေးပါနော်။ဒီချက်ဗီဒီယိုလေးကိုရက်ပြီးတော့လုပ်ပေးပါရှင့်။ကဲလောရတာအဆင်ပြေရဲ့လို့ဒီချက်ထင်ပါတယ်။အဲဆိုရင်ဒီချက်တို့ကဒီကိန်းလေးကိုအရင်ဆုံးဖတ်ကြည့်မယ်ဟိ။ခုစေရာထောင်တောင်းတိန်တန်ကြင်နှက်ကတိဒါဘယ်လောက်ဖြစ်မလဲ 6သိန်း8တောင်ဟုတ်ပြီနော်ဟိုလောက်မဟုတ်လားဇာတ်ကွက်နဲ့လုပ်ကြည့်မယ်1 2 3 4 5 6 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30ခဏရှိဒီချက်နဲ့နဲ့သေးပါနော်သေးပြီးစောင်းပါဒီချက်လိုမစောင်းနဲ့နော်တတော်တို့တမျိုးတွေကအတဲ့အတိုင်းပဲရင်နော်ဒီချက်ကဒီမှာ mouse နဲ့လောက်ရတာမဟုတ်လို့နော်ခု10ရာထောင်အတူတူလုပ်မယ်နော်အော်ပေါ့မင်းတို့ကအရှိမလုပ်ပြီးွားရေနော်တောင်း လိုက်ပြောပြီးနော် they than gadi yes ဟုတ်ပြီကဲနေရာလေးချပါမယ်ဂရေရှိပါအရှိသုံးပါက1 3 6 8ဒီနေ့နေရာလေး3ညတွေထည့်ပါပြီကဲအဲ့ဒီဂိမ်းကိုပြန်ဖတ်ကြည့်ရအောင် negative 6 3 8 တောင်အဲ့ဒါကိုစာလေးနဲ့ရေးကြရအောင်ဟိစာသားလေးနဲ့ရေးပါမယ်အဲ့တော့အောက်ကနေပို့ရေးပါမယ်နာငယ်ဟထုနာငယ်ဟထုစက်တနဲ့ကာကြီးရဲ့တချောင်းငင်ကုတဝေထုတိုင်ကောက်ရေးတိကတ်တိတုံညတွေကရေးကြမလို့နော်6တိန်တဝေထုခောက်ကရေးရေးရေးချက်ကတ္တ6တာလုံးတွေနဲ့တသိန်းဝေစနှလုံးပေါက်တဲ့6တိန်ဇန်နာရီကရေးကြလို့တလားမလို့ပါဘူးရှင်အဲ့ဒါဆိုရင် အာရှစ်တောင်းရှစ်တောင်းကြံတရားပဲနော်ရာကောင်ဟတ်ထုဆက်တရှစ်တဝေတို့တရေးကြောင့်တတောင်းဝေဆန်နှလုံးပေါတောင်းရှစ်တောင်းအဲ့ဒီမှာကျတော့နောက်ဆုံးရဲ့အရှိမအောက်ကမြင်ထည့်ကြမလို့နော်အောက်ကမြင်နေဒီမှာတုံးဝေဆန်နှလုံးပေါနဲ့တွဲလို့မရအောင်နော်ရပါပြီနော်ဟုတ်ပါပြီအဲဆိုရင်မင်းတို့လှုပ်ထားတဲ့အဖြစ်လေးနေကောမင်းတို့လှုပ်ထားတာလေးနေရောတိချဲတွက်ပြထားတာနေရောတူရဲ့လားအဖြစ်လေးတိုက်ကြည့်ပြပါနော် အကယ်၍တူရဲဆိုလို့ရှိရင်မင်းတို့ကဒီသင်ခန်းစာလေးကိုတည်တည်ကြလေးနားလည်သွားလို့ပါမတူသေးဘူးဆိုလို့ရှိရင်တော့ဒီချက်ဗီဒီယိုလေးပြန်ကြည့်ပြီးတော့ပြန်လေ့ကျင့်ပေးပါနော်ဟုတ်ပါပြီအဲဆိုလို့ရှိရင်ဒီချေရုကဒီနေ့ဂတိအထိဂိမ်းလေးတွေကိုဖတ်ခဲ့တယ်ရေးခဲ့တယ်စာသားနဲ့လေးရေးခဲ့ကြတယ်နော်အဲ့ဒါကိုနားလည်ပါရဲ့လား ဟုတ်ကဲ့အဲ့တော့ဒီချဲလေးတည်တည်ချာလေးရှင်းပြထားတဲ့အတွက်ကြောင့်မလို့နားလည်ပြီလို့ထင်ပါတယ်။ကဲ၍နားမလည်ဘူးဆိုရင်နားမလည်တဲ့အပိုင်းလေးကိုဗီဒီယိုလေးကိုပြန်ရစ်ပြီးတော့ကြည့်ပေးပါနော်။အခုဒီချဲနဲ့ဒီနေ့လုတ်ခဲ့တဲ့မြအာစာမျက်နှာလေးတွေကိုအာတပုံရိုက်ပြီးတော့ Telegram မှာပဲဖြစ်ဖြစ်ဒီဗီဒီယိုလေးရဲ့အောက်မှာပဲဖြစ်ဖြစ်ဒီချဲကို comment မှာမှတ်ပေးပါနော်။အဲ့မှာဒီချဲမင်းတို့ရဲ့စာအုပ်လေးတွေကိုစစ်ပေးလို့ရမယ်။လိုအပ်တာလေးတွေဒီချဲပြင်ဆင်ပေးလို့ရပါမယ်ရှင်။ဟုတ်ပါပြီအားဆိုရင်ဒီချဲတို့ဗီဒီယိုနံပါတ်3မှာပြန်တွေ့ကြရအောင်။တတား